ရေရှည်လက်တွဲတယ်ဆိုတဲ့အခါကိုတတိကျပြောရမယ်ဆိုရင်တော့ပါရမီဖြည့်ပဲပေါ့ရေရှည်ဆိုတာမတော် life long သွားမှာဟုတ်ကဲ့ ဆန်ဖြူသွားကြိုးရဲ့အထိရိုးမြေကြတဲ့အထိပေါ့နော်ဗမာစကားအင်မတန်မှအတိတ်ပဲရှိရရိုးမြေကြတဲ့အထိကိုယ့်ရဲ့ရိုးကမြေကိုကြပြီးဆွေးဝါးတဲ့အထိအသားတွေဘာတွေသပင်တွေဆွေးဝါးပြီးအရိုးပဲကျန်တော့အဲ့အရိုးကမြေကြတဲ့အထိကိုပေါင်းသင်းဝါးဖို့ဆိုတာဒီကြောက်ကိုတရပါရမီဖြည့်ဖို့လိုပါတယ်အဲ့တော့ပါရမီဖြည့်ဘက်ကလင်းရမရရဲ့ချစ်သူနှစ်ဦးရဲ့မမဟုတ်ဘူးမိဘကလည်းသားသမီးကိုပါရမီဖြည့်ရတာရှိရဲတငယ်ချင်းကလည်းကိုယ့်ရဲ့တငယ်ချင်းကိုပါရမီဖြည့်ရတာရှိရဲဆရာကတပည့်ကိုပါရမီဖြည့်ရမျိုးစုံမျိုးရှိနိုင်ပါတယ်နော်အဲ့ဒီနေရာမှာခုနကဇွဲမေးတဲ့ question လေးကိုပြန်ကောက်မယ်ဆိုရင်ချစ်သူနှစ်ဦး ဘဝလက်တွဲပေါ့နော်ဒီလိုပါရမီမှာဆိုရင်ဘာပါရမီဖြစ်ပဲကောင်းဖြစ်ပဲဆိုရင်ဘာအရေးကြီးလဲပေါ့နော်အဲ့တော့ဒါတို့ဗုဒ္ဓမြတ်စွာတော့တရားဟောရတာအများကြီးရှိပါတယ်အဲ့တည်းမှာဆိုရင်ဉာဏ်ပညာ wisdom ပေါ့ ဒါတူညီရမယ်ညံရီကွာနေအဆင်မပြေပြန်ဘူးပေါ့နော်ဟိုဟိုပြောရရင်ညံရီကွာရင်အတွေးခေါ်တွေကွာလာမယ်ခံယူချက်တွေကွာလာမယ် value system တွေကွာလာမယ်အဲ့လိုဆိုရင်ပဋိပက္ခတွေကအများကြီးဖြစ်လာမှာကိုကကိုကတော့ဟိုဟိုဒီဥစ္စာရေးကြီးပါတယ်ဆိုပြီးတော့ခံယူချက်နဲ့နေနေပြီမဲ့ तू ကအဲ့ဒါကိုမထိမဲမြင်လောက်တာတမိုးမထတာမျိုးဆိုရင်ပဋိပက္ခတွေဖြစ်လာမယ်တရက်ကနှစ်ရက်တလားကတစ်နှစ်ဘလို့မှဒီ relation ရအဆင်ပြေတော့မှာမဟုတ်ဘူးဒါကအရေးကြီးတယ်ညံပြေဟုတ်ကဲ့အခုခင်မှာဆိုရင် sub social service က immediate မှာနော် popular ဖြစ်လာတယ် intelligent is sexy ဘောအဲ့တော့ရုပ်ချောတာချောတာရယ်ဆိုတာကြီးကဘယ်လိုပြောရမလဲဂျုတ်ကချောတယ်လှတယ် fashion ကြဝစ်တက်တယ်ဒါပေမဲ့စကားပြောကြည့်လိုက်တဲ့အခါမှာပညာမရှိဘူးအတွေးခေါ်မရှိဘူးဆိုအခွင့်အရေးတက်တက်ပဲဘာလို့ရမှာလဲပေါ့နော်အမတို့ဒီအကာနဲ့အနှစ်နဲ့မှာစေဒီ wisdom ရှိတဲ့ partner ဒီအနှစ်ပြည့်ဝတဲ့တကယ်တမ်းမှုရှိတဲ့သူပေါ့အဲ့ဒါလိုလူမျိုးကမှရေရှည်သွားဖို့ ကွဲ့ပညာဉာဏ်ရှိတဲ့အဲယောက်ျားဆိုလဲယောက်ျားပေါ့ဒီမိသားစုတခုအတိတ်လုတ်လိုက်မယ်ဆောက်ရှောက်နိုင်မယ်အိမ်တော်တွေမှာအိမ်ရှင်မဖြစ်လာမယ်ဆိုလဲကိုယ့်ရဲ့သားသမီးတွေကိုဘယ်လို educate လုပ်မယ်ဘယ်လိုကာကွယ်နိုင်မလဲဆိုအဲ့တော့ risk standy နံပါတ်1အရေးကြီးဆုံးလို့တော့မအားတော့ထင်တာပေါ့နော်မအားချင်နေဆိုမြေဒါဗုဒ္ဓကခေါ်ထားပြီးသားပါဟုတ်ကဲ့ပါမအားဒါမှတ်မိသလောက်ပြန် recall လုပ်ပြီးတော့ပါပေါ့နော်ပြီးရင်နောက်တစ်ခုကကျတော့တရားတရားပေါ့နော်အာတရားတရားလည်းအရေးကြီးတယ်ဆိုပါစို့ ဘယ်ဘာသာမှာပဲဖြစ်လှူတာတန်းတာပေးတာကမ်းတာရှိတယ်ကိုယ့်ရဲ့တပည့်သားမြည်ဆွေမျိုးသားချင်းတွေပေးတယ်လင်ရပေးတယ်ရှင့်ဘာလို့ပေးရတာလဲမရအဲ့လိုမျိုးကနေလက်စစ်မပြည့်ပြန်ဘူးဟုတ်ကဲ့အင်းမဟာငါတို့ကဖုန်းကြီးကိုတလောက်ကတော်ပြီလေးတမင်းပေးတာကြီးများနေအဲ့လိုမျိုးကြီးပရိပခဖြစ်လဲအစစ်မပြည့်ပြန်ဟုတ်ပေးကြကမ်းကြပြီဟေးဆိုလဲတက်ညီလက်ညီပေါ့နော်အဲ့တော့တရားတရားတူမှာပေါ့နော်အဲ့ဒါကလည်းအရေးကြီးပြန်အောင်နောက်တစ်ချက်ကကြာဘာလဲဆိုတော့ဒီ moral values ပေါ့ကိုကျင့်တရားပေါ့ကိုကျင့်တရားမတွင်မရဘူးဗျာ ဟုတ်ကဲ့တတော်အရေးကြီးတယ်ဟိုကိုချင်းတရားမတူရင်ဘယ်လိုပြောရမလဲကိုချင်းတရားဆိုစကားကြီးကတော့စကားကြီးကတော့အရင်ကြီးဝါမလားတူတယောက်ကအင်မတန်မှဟိုလူအတိုင်းဝါတတ်မှတ်ထားရဲ့နှုံးစေဆန်နှုံးနေတာတို့ဖက်ဖောက်ဖက်တယ်တစ်ဖက်ကကြာတော့အဲ့လိုမဟုတ်ဘူးလုံးဝတိတိကျကျနေတတ်တယ်လူမှန်တကယ်ကိုကောက်မုံမုံစီးစနစ်နဲ့နေတဲ့ဗယံပဒာနေရတဲ့သူနဲ့ဘလို့မှအဆင်မပြေဘူးအဲ့လိုလူမျိုးကလည်းကွဲဟုတ်ကွဲမှတေကြပါဟုတ်ကဲ့ပြည့်မလားတော့ ဟိုရှိရင်လေဗုဒ္ဓဘာသာမှာဆိုရင်ဘဝဆက်တိုင်းပေါင်းကျင်တယ်တော့လက်စုတောင်းကြအဲစုတောင်းအောင်မဟုတ်ဘူးကိုယ်ကကျင့်ကြအောင်ပါဟုတ်ကဲ့ခုနပြောလို့ပေါ့ဉာဏ်ပညာတူပါအတွေးခေါ်တူရမယ်ပြီးခုနပြောတဲ့ကိုကျင့်တရားတွေတရားတရားတွေအဲအဲ့ဒါတွေညီမြမှာဘဝဆက်တိုင်းပေါင်းမှုဖြစ်တာတဲ့ဟုတ်ကဲ့တို့ဖခင်လောင်းတဲ့ရတော်တရားတွေကဘဝဆက်တိုင်းဖြစ်တယ်ဆိုတော့သူကဉာဏ်ပညာရောဒီပါရမီဖြည့်တဲ့ဟာတွေရောတရားတရားကိုကျင့်တရားဒါတွေကတူလို့ပေါ့နော်ဟုတ်ကဲ့အဲ့တော့ ဟိုလက်တွဲပေါ်ကောင်ဖြစ်ဖို့အတွက်ဆိုရင်တော့ဒီအချက်တရားအရေးကြီးရယ်တချို့ဟာလေးတွေဆိုရင်မစ်တာတရားတို့ဥပ္ပခာတရားတို့ဒါတွေကလည်းအရေးကြီးရယ်နော်။ဒါဆိုတော့မစ်တာတရားဘာလို့အရေးကြီးလဲဆိုစဉ်းစားကြည့်ရင်နော်မစ်တာတရားဆိုစကားကြီးရယ်အဲ့အချက်ပေါ့။တစ်ဖက်ကပိုချစ်တယ်တစ်ဖက်ကအဲ့လောက်မချစ်ဘူးဆိုအဆင်မပြေဘူး balance မပြေဘူးဒီချိန်ဝင်ကြီးကတစ်ဖက်ကစောင်းနေရပိုချစ်တဲ့သူကပင်မပိုချစ်တဲ့သူကကြောက်ဟာအရင်နေလောင်နေရဟုတ်တယ်ဟုတ်တယ်ပိုချစ်တဲ့သူကကြောက်ဘာလဲပေါ့အနောက်ဘာလို့လောက်လောက်ကင်းနေရတာလဲတင်းနေရလဲဆိုဖြစ်ပြန်ရောအဲ့တော့ချစ်ချင်းမြစ်တာကလည်း balance ဖြစ်ဖို့တူဖို့လို့တယ် ော်ခုနပြဉာဏ်ပညာရဲ့ကုကျင့်တရားတွေတရားတရားတွေချစ်ချင်းမြတ်တာပြီးနောက်ဥပ္ပခါပေါ့ဥပ္ပခါဆိုတာတချို့လစ်လူရှူရမယ့်အရာလေးတွေရှိရပါဘောနော်ကိုပါတနာနှစ်ယောက်မှာဆွေတယောက်ကကြာတချို့တော့ပြဿနာလေးတွေအဆင်မပြေတာလေးတွေအားနည်းချက်လေးတွေလိုအပ်ချက်လေးရှိရင်ဥပ္ပခါပြုပြီးတော့ကိုဘက်ကလုံးဆရာရှိရလုံးပေးလိုက်တယ်တစ်ဖက်ကကြာအဲ့ဒါကြီးဥပ္ပခါမြဲအဲ့သေးဝင်တဲ့ဆက်လိုက်ပြီးတော့ကြာနေကြာအဆင်မပြေပြန်အဲ့တော့တစ်ဖက်ကဒါလောက်ကိုဒါလောက်အတိုင်းတောင်သူဥပ္ပခါပြုနိုင်နေဆိုရင်နောက်ပါတနာလည်းအဲ့လောက်ကိုဥပ္ပခါပြုနိုင်မှု balance ဖြစ်ဖို့လိုပါဘောဒါလေးတွေကအေးမကြီးဘူးထင်ပေမဲ့ ဲ့အခြေခံအချက်လေးတွေပါတမီးစားနှစ်ယောက်အလင်းအမြားရေလို့ပဲဖြစ်ဖြစ်တခြားတငယ်ချင်းပေါင်းတင်မှာဆိုလဲတောက်တောက်ကကိုပေါ်ချစ်လလောက်တောက်ကကိုပေါ်ကောင်းလောက်တစ်ဖက်ကလည်းပြန်ကောင်းအောင်မယ်အဲ့လိုအပြန်အလှန်လေးရှိရမယ်နားလည်မှုလေးတွေရှိရမယ်ပေါ့ဒါ basic ကြတဲ့အချက်လေးတွေလို့တော့ဟုတ်ကဲ့ပါဗျာ